ဆိုတော့ကျွန်တော်ဒါ live လွှင့်နေကြအချိန်နဲ့မဟုတ်ဘူးပေါ့နော် live လွှင့်ဇာအကြောင်းလည်းတကူးတကလည်းမရှိနေပါဘူးဒါပေမဲ့ကာမောင်ဝင်တန်လန်းဖြစ်နေတော့ဂိနာကထိုးပြီးတော့ပြောရဒီအကောင့်ထဲမှာကျွန်တော် ਨੇ ဟိုမိတ်ဆွေဆက်ဆံရေးမျိုးတိရောက်ထားတဲ့မီဒီယာတွေရှိပါတယ် ျွန်တော်လေးစားရတဲ့ဆရာတွေလည်းရှိပါတယ်။ဆရာဦးမြတ်ခိုင်တို့ဆရာဦးဝင်းကြီးတို့နောက်ခင်မင်းဆွဲရှိတဲ့မီဒီယာညီမတွေအမတွေလည်းရှိတယ်။ဆိုတော့တချို့အားတွေကနေကျွန်တော်မလုံသိမ့်ဘူးရသိတာကျွန်တော်တော်တော်ဒေါသဖြစ်နေတယ်ကျွန်တော်မီဒီယာအင်တာဗျူးတွေကျွန်တော်လာပြောသမျှကျွန်တော်တခါမှမငင်းပါဘူး ဖြည့်ပါတယ်ကျွန်တော်လာပြောလို့ရှိရင်တော့ဖြည့်ပေးလိုက်တာပါပဲတခါမှနေပါဦးလို့ကျွန်တော်ဒါဒီရတော့မပြောပါနဲ့လို့ဒီရတော့ကျွန်တော်မဖြည့်ဘူးလို့တော့တခါမှမငြင်းဘူးအင်တာဗျူးလေးလုပ်ပေးပါအောင်ဆိုလဲကျွန်တော်အမြဲဖြည့်တယ်ဖြည့်ပေးတယ်ဆက်တော့ကျွန်တော်ဟိုကောင်းစင်တွေတတ်တာအဆင်မပြေတာတွေလည်းရှိတယ်ဒါမဲ့ဟောဒါဒါကလည်း ။ on the dan media ဆိုတော့ဒီလိုပဲ attention ရှာမှာပဲဆိုပြီးတော့ကျွန်တော်သီးခံပေးတယ်။ဒါပေမဲ့အဲ့လိုမျိုးဟိုမလွန်လာသင့်ဘူးပေါ့နော်။တည်တည်ချာချာပြောတယ်ကျွန်တော်ဒီအခုဒီ show like ဘွဲကိုကျွန်တော် interview ဖြေလို့မရသေးဘူး။ကျွန်တော်မဖြေသေးဘူး။မဆက်လေးရနေကြမှာဖြည့်ပေးမယ်လို့ကျွန်တော်သေးသေးချာချာပြောတယ်။အဲ့တော့24ရက်နေ့ မှတင်ပါမယ်24ရက်နေ့ညနေသူများတင်ပြီးမှတင်ပါမယ်ဆိုတော့ဂရိကဘောနဲ့မေးသွားလို့ကျွန်တော်ဖြေပေးလိုက်တယ်အဲ့တော့အဲ့လိုမျိုးတော့ဟိုကြိုပြီးတော့ဟိုတင်လိုက်မယ်ဆိုတာမျိုးတော့မလုံနဲ့လေဗျာတိတာအဲ့ဒါကြတော့ကျွန်တော်ကဒီဘက်မှာဂရိပေးထားတာလေအဲ့လိုမျိုးဟာကျွန်တော်ကျွန်တော် 24ရက်နေ့ညနေမှာဖြည့်ပါမယ်လို့အကုန်လုံးပြောထားတဲ့ဟာကို24ရက်နေ့ညနေကျမ်းမှာတင်ပါမယ်လို့မေးသွားပြီးတော့မှအဲ့လိုမျိုးကြိုပြီးတော့သူများတဲ့စောကျင်ပြီးတော့သူများတဲ့ကြိုပြီးတော့မလုံနဲ့လေဗျာကျွန်တော်ကဒီဘက်မှာမျက်နှာပြတ်တယ်လေဗျာအခုကျွန်တော်ဖုန်းဆက်ပြီးတော့တောင်းပန်နေတဲ့အတွက်မီဒီယာနာမည်ကျွန်တော်ထည့်မပြောတော့ဘူးကျွန်တော်မှကျွန်တော်ဒီစကားမပြောလို့မဖြစ်ဘူးကျွန်တော်တောင်းတောင်းမပြောချင်ဘူး အင်တာဗျူးဖြေမှပွဲဖြစ်မဲ့ကောင်လည်းမဟုတ်ဘူးကျွန်တော်ဖြေပေးတယ်ဆိုတာမီဒီယာအတွက်လည်းပါတယ်တစ်ဖက်ကပွဲအတွက်လည်းပါတယ်အဲ့ဒါအဲ့လိုမျိုးတော့မလုံနိုင်နေကြကျွန်တော်ကောင်းကောင်းမွန်မွန် သေးသေးချာချာပြောတယ်24ရက်နေမှာတင်လို့ရပါမယ်နော်24ရက်နေညနေမှာတင်လို့ရပါမယ်အဲ့လိုသေးသေးချာချာပြောလိုက်ပါရဲ့နဲ့အဲ့လိုမျိုးတော့မလုံနိုင်ဘူးဗျာကျွန်တော် Facebook ပေါ်မှာဘယ်သူနဲ့မှလည်းရံလည်းမဖြစ်ချင်ဘူးစကားလည်းမများချင်ဘူးကျွန်တော် public ဟိုအဲ့လိုမျိုးတက်တက်ပြီးတော့ဒီလိုတွေပြောရတာကျွန်တော်ဖုန်းဆက်တယ် အရင်ဆုံးဖုန်းဆက်တယ်အရင်ဆုံးဖုန်းဆက်ပြီးတော့ပြောတယ်ဖုန်းမကိုင်းဘူးမက်ဆန်ဂျာကနေတလန်းပြောတယ်စာမဖတ်ဘူးနောက်မှဖုန်းပြန်ဆက်လာတယ်ဒါအဲ့ဒါကြောင့်ဖုန်းပြန်ဆက်လာလို့ကျွန်တော် ဖုန်းပြန်ဆက်ပြီးဖြုတ်ပေးလိုက်လို့ကျွန်တော်နာမည်ထည့်မပြောတော့ဘူးမလောက်ရဘူးလေဗျာကျွန်တော်တေးသေးသေးပြောထားတယ် ကျွန်တော်ဖြေဆိုဖြေပေးလိုက်တာပဲကျွန်တော်တခါမှငင်းတယ်ဆိုတာမရှိဘူးကျွန်တော်ဘက်ကတလေးတစားနဲ့အချိန်ပေးတယ်မီဒီယာတက်တက်ဟောင်းဟောင်းကျွန်တော်အင်တာဗျူးနေမှာလဲဆိုကျွန်တော်အမြဲတမ်းအချိန်ပေးတယ်ကျွန်တော်ကဆောင်ရမယ်ဆိုလဲကျွန်တော်အချိန်တိတိကျကျဆောင်ပေးတယ်ကျွန်တော်ကလာဖြေပေးရမယ်ဆိုလို့ရှိရင်လဲကျွန်တော်အချိန်လေးတစ်ခုညှိပြီးတော့ကျွန်တော်လာပေးတယ်ကျွန်တော်အနေနဲ့ဒီအင်တာဗျူးတွေမဖြေရလို့လဲဘာမှမဖြစ်ဘူးဒါပေမဲ့အော်မီဒီယာဆိုတာက ငါလေးစားတဲ့အလွာထဲမှာရှိနေပါတယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ဖြည့်ပေးတယ်အဲ့တော့အဲ့လိုမျိုးတွေတော့မလုပ်ကြနဲ့လေဗျာခင်ဗျားတို့ကျွန်တော်အကုန်လုံး block ထားတယ်မီဒီယာတွေကျွန်တော်အတစ်အဟောင်းဟောင်းသေးသေးကြီးကြီးကျွန်တော်တခုမှမကြံဘူးအကုန် block လုပ်ထားတယ်လူချင်းခင်မယ်မှုမပြတ်ဘဲနဲ့ပေးရှင်အကုန်လုံးခင်ဗျားတို့ကျွန်တော် block ထားတယ် ဘလော့ထားတာခင်ဗျားတို့ခေါင်းစဉ်တက်တာတွေအစင်ပြေတာမပြေတာတွေလည်းလိုက်ပြီးအာယုံမနောက်ချင်တော့လို့အဲ့ပေါက်ကရ40ဒီခင်ဗျားတို့လည်းလိုက်ပြီးတော့ဒိုင်ငံထိုင်မရှင်းနိုင်တော့လို့အဲ့မီဒီယာ page ကြီးအကုန်လုံးကျွန်တော်ဘလော့ခါရတယ်ဒါမဲ့သေးသေးချာချာလည်းပြောပါတယ်ခင်ဗျားတို့ကျွန်တော်ဖြည့်ပေးတယ်နော် page ကိုကျွန်တော်ဘလော့လုပ်ထားပြီမြဲခင်ဗျားတို့ကျွန်တော်ဖြည့်ပေးတယ်အဲ့ဒါဘူးတော့အဲ့လိုမျိုးတွေမလုပ်ကြနဲ့လေဗျာကျွန်တော်သေးသေးချာချာပြောပါရဲ့နဲ့ ပြောလိုက်မိဘူးဆိုလဲထားတော့ကျွန်တော်သေးသေးချာချာပြောတယ်24ရက်နေ့ညနေမှာတင်ပါနော်24ရက်နေ့ညနေ9နာရီမှာတင်လို့ရပါမယ်နော်လို့သေးသေးချာချာပြောလိုက်ပါရဲ့နဲ့ဒီမနေ့တင်တယ်ခရတော့သူများတဲ့စောကျင်တာတခုတည်းနဲ့တော့ကျွန်တော်ဒီဘက်မှာပေးထားတဲ့ဂရီတွေပြက်အောင်မလုံနဲ့လေဗျာတော်တော်ကျွန်တော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 ်ဒေါသဖြစ်တယ်တော်တော်စိတ်ဆိုးတယ် ခင်ဗျားပြောလိုက်လို့ရှိရင်အယုံကလူတွေကမသိလို့တင်လိုက်တာတို့ယုံကလူတွေကျွန်တော်တို့မမြင်ရတဲ့သူတွေကိုနာမည်တက်ပြီးတော့လွှဲချပြီးတော့ကျွန်တော်တို့ဒီဘက်မှာတိုက်ပတ်သွားတာလေပြန်ဖြတ်ပေးထားတဲ့ဆိုလို့ကျွန်တော်မီဒီယာနာမည်ထည့်မပြောတော့ဘူးပြပါပဲငါတို့เนี่ยကျွန်တော်မိတ်မပြတ်ရှင်ဘူး